ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ Atraman The Next ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါစီဇလန်းဆမှာတော့ထွပြေးဖို့ဂျူသားကြီးကိုစစ်သားတွေကဝိုင်းဖမ်းနေတာနဲ့စတင်ထားတယ်ဒါမဲ့စစ်သားတွေရဲ့လက်နက်တွေကဂျူသားကြီးအတွက်ပန်းနေပေါက်တလို့ဖြစ်နေတာကြောင့်ဘာမှမထူပဲသူတို့ပဲတုံယုံပြန်ဖြစ်သွားပါတယ်ကံကောင်းကျင်တော့အသိပံပညာရှင်မာလေးစာရာဟာဂျူသားကိုဂျူပြားဖြစ်စေနိုင်တဲ့လက်နက်ကိုချိန်ပြီးဖန်တီးလိုက်နိုင်ခဲ့ပါတယ်ကြက်ကောင်းမထီပဲလက်မောင်းကိုထီသွားတာကြောင့်ဂျူသားကြီးဟာနည်းနည်းပဲနာသွားပြီးစာရာကိုဂျူကြီးနဲ့ပြန်ကြည့်နေခဲ့တယ် ဆာရာလည်းဂျိုသားကြီးပင်လေတဲ့ခုံချသွားတာကိုကြောင်ကြည့်နေခဲ့ပြီးသူပြစ်လိုက်မိတာမှားများမှားသွားသလားဆိုပြီးတော့တွေ့ဝေသွားပါတယ်။အဲဒီနောက်မှာမာဂီယာသားလေးနေမကောင်းလို့တိုက်လေရင်ပိုင်းလို့ဘွားကိုဆွန့်လို့တော့မယ်လို့တငယ်ချင်းကူရာရှိမာကိုယင်ဖွင့်နေခဲ့တယ်။စကားခဏလေးကောင်းနေတော့မှပဲချက်ပေးတံမြီလာလို့နှစ်ယောက်သားလေရင်ဘော်ကိုတက်ပြီးစစ်စင်ရေးစားလိုက်ကြတယ်။အမည်မသိတဲ့အရာတစ်ခုဟာသူတို့ရဲ့ရေဒါထဲမှာပေါ်နေခဲ့ပြီး ပြန်တန်းလာတာလန်ဒဝဲအရောက်မှာပဲကူရာရှိမာရဲ့လေယာဉ်ဟာဆက်ချိုရင်းသွားပြီးစကန်းကိုပြန်သွားခဲ့ရပါတယ်။ခဏကြာမှာတော့မာဂီယာဒီစီယာကြီးရဲ့ရှေ့ကိုရောက်လာတဲ့အခါမှာအီယာမမီလုံကြီးဖြစ်နေခဲ့ပြီးလူရောလေယာဉ်ရောမီလုံကြီးတွေပျောက်ကွယ်သွားခဲ့ပါတယ်။အဲဒီနောက်မှာမာဂီယာဆက်ကြဝလာထဲမှာလွင်ပြောနေခဲ့ပြီးကြီးမားတဲ့လူသားလူလူယာကြီးကိုတွေ့လိုက်တယ်။တစ်ဖက်မှာတော့ကေဇေးရဲ့ဖွယ်သားတွေကမာဂီကိုလိုက်ရှာကြတဲ့အခါမှာလေယာဉ်ပြက်ပိုင်းစာတွေကိုပဲရှာတွေ့ခဲ့ပါတယ်။တကယ်တော့ဒန်ယာရီနဲ့မာဂီဟာကံကောင်းစွာပဲတက်ရှင်နေခဲ့ပြီးစားတော့ဆိုင်လေးရှိမှလဲကျသွားခဲ့တယ်။ ကျုံခဲ့ရတဲ့ထူးထူးဆန်းဆန်းဖြစ်ပျက်ကြီးဟာအိမ်မက်ထဲမှာလိုက်မဲ့နေခဲ့ပြီးလန်နိုးလာတဲ့အခါမှာတော့သူ့ရဲ့ဆေးရုံကရင်ဘေးမှာမိသားစုကရောက်တောင်းနေပါပြီဒီလိုနဲ့ထူးဆန်းလွန်းတဲ့မာကီးရဲ့ဒဏ်ရာတွေကိုဆရာဝန်ကြီးတွေဟာဆက်ဆဲကြည့်တဲ့အခါမှာလည်းအကောင့်ဘက်ကလေးဖြစ်နေတာကိုတွေ့လိုက်ရတယ်ဘူဂျုံကြီးတွေကလည်းထူးဆန်းလွန်းတဲ့မာကီးရဲ့ဖြစ်ပျက်တွေကိုမေးခွန်းထုတ်နေခဲ့ပြီးဆာရာကလည်းဒီဆက်ဆဲအခန်းလေးကိုမမြင်ကြရကနေစောင့်ကြည့်နေခဲ့ပါတယ်မာကီးလည်းနောက်ဆုံးတော့ငိမ့်စားယူလိုက်ပြီးမိသားစုနဲ့အချိန်တွေဖြုံးနေခဲ့တယ်ဒီလိုမာကီးတယောက်သွာလာနေထိုင်နေတဲ့အရာအလုံးကိုဆာရာဟာလိုက်ပြီးစောင့်ကြည့်နေခဲ့ပါတယ် အချိန်နည်းနည်းကြာတော့တက်ထွက်မာဂီယာပျော်စီးလေရင်ကုမ္ပဏီတစ်ခုမှလုပ်ဝင်လိုက်ပါတယ်ပထမဆုံးခီးတဲ့လေးကလည်းပညာရှင်မာလေးဖြစ်နေတော့မာဂီတယောက်အလုပ်ကိုကြိုးကြိုးစားစားလုပ်တော့တယ်ဒါမဲ့ကောင်းကင်ဘော်ကိုရောက်တော့ဆာရာဟာမာဂီကိုနှလုံးပြူးနဲ့ထောက်ပြီးဖမ်းခေါ်လာခဲ့လို့ဦးကြောင်ကြောင်နဲ့ပါလာခဲ့ပါတယ်ခဏနေတော့မာဂီယာဆာရာနဲ့ဘူကြီးတွေပါတဲ့တက်ကားပေါ်မှာရောက်နေခဲ့ပြီးဆာရာကတိုင်းပြည်အတွက်အရေးကြီးတဲ့ဘေးရန်တွေကိုကာကွယ်ဖို့မာဂီရဲ့အကူအညီလိုတယ်လို့ပြောနေခဲ့ပါတယ်ဒီလိုလေးဝဲစကန်းကိုရောက်လာခဲ့ပြီးဆာရာတခြားစစ်သားတွေကမာကီလိုပဲထူးဆန်းတဲ့အရာတွေကိုကြုံခဲ့ရတယ်လို့ပြောနေခဲ့ပါတယ် မာဂီလိုပဲလေရင်ပြစ်ချပြီးတော့ထူးထူးဆန်းဆန်းသက်ရှင်နေခဲ့ပြီးရဲ့နှဲငယ်ကြားတဲ့အခါမှာပုံစံတွေပြောင်းလာခဲ့ပါတယ်။အကျင့်တွေလည်းမကောင်းတော့ပဲစက်တက်ကိုပြန်တိုက်ခဲ့ပြီးနောက်ဆုံးမှစကန်းခါနေလဲထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။မာဂီလည်းဒါကိုကြားလိုက်တော့ဒီပုံမျိုးစစ်သားတိုက်ခိုက်တာတွေကိုမျိုးလုံးနဲ့ကိုယ်တိုင်ဖြစ်နေသလိုခံစားရတာကြောင့်အားလုံးကမာဂီလည်းဒီဂျူသားလိုဖြစ်လာမှာကိုစိုးရိမ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ပထမတစ်ယောက်လိုစကန်းခါနေမလွတ်မြောက်အောင်မာဂီကိုမြေရောက်ခန်းထဲမှာဖမ်းထားလိုက်ပါတယ်။ တကယ်တော့စစ်သားတွေကမာဂီကိုဖမ်းထားလိုက်ပြီးဂျူသားချင်းချင်းဆင်းကပ်မလို့ပဲချိတ်ဆက်နိုင်အောင်ဆွမ်းနေကြောင်းဂျူသားကြီးအာယုံရပြီးလာခဲ့ရင်မာဂီရောဂျူသားကြီးကိုရောရှင်းပြဖို့တွေးထားကြတာပါဒီချိန်မှာပဲဂျူသားကြီးကမာဂီစီကိုလာနေခဲ့ပြီးမာဂီဟာလည်းအန်ရီရီလာတော့မယ်ဆိုတာကိုစိတ်ထဲမှာသိနေခဲ့တယ်။ဆာရာလည်းဒါကိုရိတ်စားမိသွားခဲ့ပြီးဂျူသားကြီးကိုချောင်းတိုက်ဖို့လုပ်နေတဲ့စစ်သားတွေကိုဂျူသားနိုင်စီသွားပစ်လိုက်တယ်။ခဏနေတော့မာဂီကိုပဲလိုက်ရှာနေတဲ့ဂျူသားကြီးဟာထောင်ချောင်မှန်းမသိပဲရောက်လာခဲ့တယ်။ဂျူသားကြီးကခန်းထဲကိုတဖြည်းဖြည်းနဲ့ရောက်လာခဲ့ပြီးမာဂီကိုလိုက်ရှာနေခဲ့တယ်။ ဒါပေမဲ့နောက်ဆုံးမှာတော့သူ့ကိုချောင်းတိုက်ဖို့စောင့်နေတဲ့စာရာတို့ကိုသတိထားမိခဲ့ပါတယ်ဒီချိန်မှာပဲစစ်သားတွေဟာဂျူသားကြီးကိုပီတိုက်ကြပြီးဂျူသားကြီးလည်းကြမ်းမြင့်ပေါ်မှောက်သွားခဲ့တယ်။အားလုံးလည်းဂျူသားကြီးကိုချေမိုးလန်းနိုင်ပြီလို့ထင်ခဲ့ကြပေမဲ့ခဏနေတော့ဒေါ်သမောနဲ့ထလာတဲ့ဂျူသားကြီးဟာပဝင်းကျင်မှာရှိတဲ့ကပ်မြောင်တွေကိုစုပ်ယူလိုက်ပြီးအယာမဂျူသားကြီးကိုင်းကျူးဖြစ်သွားခဲ့တယ်။စစ်သားတွေလည်းအံအားတင်လုံးလို့ကြောင်ကြည့်နေကြပြီးထားတော်မပြေးနိုင်ပဲဂျူသားကြီးရဲ့ဆော့ပလော်တီးတာကိုခံလိုက်ရတယ်။ဆာလာလည်းတတ်နိုင်ဆုံးထွက်ပြေးခဲ့ပေမဲ့ဂျူသားကြီးဟာသူမစီကတခုခုကိုလိုချင်နေတာကြောင့်အမိကြီးနဲ့ပိတ်ထားလိုက်တယ်။ အဲနောက်ဂျူသားကြီးကဆာရာရဲ့အနားကိုကပ်ပြီးစေးစေးကြည့်နေခဲ့တယ်။ဒါမဲ့ဘာမှမလုပ်နိုင်သေးခင်မှာပဲမြောက်ခန်းရဲ့တကားကြီးဟာပွင့်လာခဲ့ပြီးမာဂီထွက်လာခဲ့တယ်။ဆာရာကိုထွက်ပြေးဖို့ပြောလိုက်ပြီးဂျူသားကြီးကလည်းမာဂီကိုတိုက်ပါတယ်။မာဂီလည်းအတန်းနိုင်ဆုံးထွက်ပြေးဖို့လုပ်ခဲ့ပေမဲ့ဂျူသားကြီးရဲ့အမိနဲ့ပိတ်တိုက်ခံရပြီးအယုတ်ကလေးလိုလွင့်ဆွင်သွားခဲ့တယ်။အန်အားသင့်စရာနဲ့ပဲမာဂီကဘာမှမဖြစ်ဘဲထူးထူးဆန်းဆန်းဆန်းနေရသွားခဲ့တယ်။ရင်ဘက်ကနေလည်းလင်းနန်းနေပေါ်လာပြီးမာဂီကအထရာမန်းကြီးဖြစ်ပြောင်းလဲသွားခဲ့တယ်။ဂျူသားကြီးကန်ကျူလည်းသူနဲ့စိုက်တူဂိုက်တူကိုတွေ့တော့ချက်ချင်းပဲတိုက်ခိုက်ဖို့ပြင်လိုက်တယ်။ ဒီလိုနဲ့အထရာမန်နဲ့ကန်ဂျီရိုတိုက်ခိုက်ကြပြီးအထရာမန်ရဲ့ခြေကန်ချက်ကြောင့်ကန်ဂျူတစ်ချက်မှောက်သွားခဲ့တယ်။ကန်လန်ကန်လန်ပြင်းနေတဲ့ဆာရာကိုတတိထားမိသွားပြီးကန်ဂျူကရန်ရှာဖို့လုပ်တဲ့အခါမှာအထရာမန်ကအချိန်မီဝင်တားလိုက်ပါတယ်။ကန်ဂျူလည်းအထရာမန်ကိုအမိနဲ့ပြန်ညစ်ခဲ့ပေမဲ့အထရာမန်ကပဲအမိကိုပြန်ခုတ်လိုက်လို့နာကျင်မှုတွေရသွားခဲ့ပါတယ်။အဲ့လိုနဲ့အထရာမန်သာစီရနေတုန်းမှာပဲတက်ခဲအာကုံသွားလို့ထင်ပါရဲ့ဒူးချောင်သွားခဲ့ပါတယ်။ဒီချိန်မှာပဲကန်ဂျူကပြန်အသာရသွားပြီးတော့ငွေရောင်အထရာမန်ကိုအပြတ်တိုက်ဖို့လုပ်ပါတယ်။ဒါမဲ့အထရာမန်ကြီးဟာရှီမြအားတွေကိုစုပြီးကန်ဂျူကိုရောင်ကြီးနဲ့ပြန်တိုက်လိုက်တယ်။ အားရစုပြီးတိုက်လိုက်ရတာကြောင့်ဘလို့မှမလုံနိုင်တော့ပေမဲ့ကိုင်းကျူးကလည်းတော်လေးအထိနာသွားခဲ့ပြီးထွက်ပြေးသွားခဲ့တယ်။ခဏနေတော့အထရမန်ကြီးကလည်းကြာသွားခဲ့ပြီးတော့မာကီအဖြစ်ကိုပြန်ပြောင်းသွားခဲ့တယ်။အဲဒီနောက်မှာအိမ်မက်ထဲမှာမျောနေတဲ့မာကီကငွေအောင်လူသားကြီးကိုဘာကြောင့်ကဘာကြီးကိုလာလာလဲလို့မေးနေရင်လန်ပြီးတော့ပြန်တို့လာခဲ့တယ်။ဆာလာလည်းဘေးမှာရောက်နေခဲ့ပြီးမာကီကိုကိုင်းကျူးကိုချေမိုးခိုင်းနေပေမဲ့မာကီကတော့မိသားစုနဲ့သာတွေ့ကျင်နေခဲ့တယ်။ဒီလိုနဲ့နောက်ဆုံးမှာစစ်တပ်ကကိုင်းကျူးကိုရှာဖို့မာကီကိုပါတပါးတည်းခေါ်လာဖို့ဆုံးဖြတ်လိုက်တယ်။ ဒါမဲ့မာကီရဲ့အာယုံထဲမှာတားဖြစ်သူကျမ်းမာရေးတော်တော်လေးဆိုးရွားနေတာကိုမြင်အောင် ခဲ့တာကြောင့်မာကီလည်းဘလို့မှမတတ်နိုင်ပဲစစ်ကားတစ်စီးကိုခိုးလာလိုက်တယ်။ဆာရာကလည်းအလိုမပေးဘဲအနောက်ကနေထက်ချက်မကွာလိုက်လာခဲ့ပါတယ်။ခဏကြာတော့စစ်တပ်ဟာတိုက်နိုင်ဆုံးလူတွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးနေတာကြောင့်ရုတ်ရုတ်တဲတဲတွေထားဖြစ်ကုန်ပါတယ်။မာကီကလည်းကားနဲ့သွားလို့မရတော့လို့ဆင်းပြီးဆေးရုံကိုပြေးလာတဲ့အခါမှာသူ့ကိုလိုက်ဖမ်းနေတဲ့ဆာရာနဲ့ဒူတော်တွေကံကောင်းကျင်တော့ကူရာရှိမာပေါ်လာခဲ့ပြီးဆာရာကိုတဖန်ပြန်ချင်းချောက်ခဲ့လို့မာကီလည်းတားလေးရှိမဲ့နေရာကိုပြေးလိုက်လာလိုက်တယ်။ ဇေယုန်ထဲမှာဟိုရှာဒီချာနဲ့ခဏကြာတော့ရေးဘော်ခန်းရှိမှာရောက်နေတဲ့မိသားစုကိုရှာတွေ့ခဲ့ပါတယ်။မာဂီလည်းဇနီးတဲ့လေးကိုတောင်းပန်ခဲ့ပြီးဇနီးတဲ့လေးကတော့ရောက်လာတာကိုပဲဝမ်းသာတယ်လို့ပြန်ပြောခဲ့တယ်။တာပြည့်သူကိုလည်းပြန်တောင်းပန်နေခဲ့ပြီးတာလေးကတော့ဖခင်ကိုစိတ်မဆိုးပဲတိုက်လေရင်မှုအဖြစ်ပြန်မြင်ခြင်းတယ်လို့ပြောဆိုခဲ့ပါတယ်။ဒီလိုမိသားစုရဲ့အားပေးမှုတွေကြောင့်မာဂီယာဆာရာစီကိုပြန်သွားခဲ့ပြီးကန်ဂျူးကိုချေမှုန်းဖို့အစီအစဉ်တွေကိုဆွဲလိုက်ပါတယ်။နေယောက်သားကန်ဂျူးကိုလိုက်ရှာနေတဲ့လမ်းမှာကန်ဂျူးဖြစ်နေတဲ့လူဟာဆာရာရဲ့ရည်စားလို့ဆာရာကပြန်ပြောပြခဲ့ပါတယ်။ဒီအတွက်ကြောင့်ပထမဆုံးအချိန်ကလေးကမချေမှုန်းပြစ်နိုင်ခဲ့တာပါ။ ခဏနေတော့နှစ်ယောက်သားကန်ဂျူနောက်ဆုံးရှိခဲ့တယ်ဆိုတဲ့မြောက်လှိုင်ကူရီစီကိုရောက်လာကြပါတယ်တော်တော်ဝေးဝေးကိုရောက်လာတဲ့အခါမှာရုတ်တရက်လူသားကန်ဂျူကသူ့ရဲ့ရှေ့မှာပေါ်လာခဲ့တယ်အားအသင်းစရာတွေနဲ့ပဲအဲ့ဒီလူဟာသတိမေ့နေတယ်လို့ဖြစ်နေခဲ့ပြီးအကူအညီတွေတောင်းနေခဲ့ပေမဲ့ဆာရာဟာဒီဒီချိန်တော့လက်မနေနေတော့ပဲဒီလူကိုပြစ်ချလိုက်ပါတယ်ဒါမဲ့ကန်ဂျူကဆာရာကိုလက်တံရှည်ကြီးနဲ့ဖမ်းချုပ်လိုက်ပြီးတော့ပြစ်ညစ်ထားလိုက်ပါတယ်ဆာရာလည်းရှိသမျှအားလိုက်တဲ့လူသားကန်ဂျူကိုတနက်နဲ့ပြစ်လိုက်တဲ့အခါမှာဂျူသားအကောင်ကြီးအဖြစ်ကိုပို့ပြီးပြောင်းလဲလာခဲ့ပါတယ် ဒေါသထွက်သွားတဲ့ကန်ဂျူဟာမြင်မြင်သမျှကိုတိုက်ခိုက်ဖို့လိုခဲ့ပြီးမာကီကလည်းဝင်တားခဲ့ပါတယ်။အဲ့လိုနဲ့နှစ်ယောက်သားယောင်ကြီးတွေထွက်လာပြီးတဖြည်းဖြည်းအကောင်တွေကြီးလာပြီးပုံစံတွေပြောင်းသွားခဲ့တယ်။အထရာမန်လည်းကန်ဂျူတယောက်ဘာမှမလုပ်နိုင်ခင်မှာခြေထောက်နဲ့ပိတ်ကန်လိုက်တယ်။ကန်ဂျူလည်းချက်ချင်းဆိုသလိုပဲကြေလောင်စွာအော်လိုက်တာကြောင့်အဆောက်အဦကြီးတစ်ခုလုံးပြိုချသွားခဲ့တယ်။ခဏကြာမှာတော့ကန်ဂျူဟာပတ်ဝန်းကျင်ကစီးသမျှကျွတ်တွေအားလုံးရဲ့စွမ်းတွေကိုစုပ်ယူလိုက်ပြီးပုံစံထပ်ပြောင်းသွားခဲ့တယ်။အရွယ်တအားကြီးလာတဲ့ကန်ဂျူဟာမြူရဲကိုရောက်လာခဲ့ပြီးမြင်မြင်သမျှကိုဖြစ်စည်းပါတယ်။ အကုန်လုံးလဲရုံးရင်ဆန်ခတ်တွေဖြစ်နေခဲ့ပြီးကန်ဂျူလဲရောင်ကြီးတွေနဲ့တမျိုးလုံးကိုဖြစ်စည်းသွားခဲ့ပါတယ်ဒီချိန်မှာပဲအထရာမန်ကလည်းဆာရာကိုကယ်ပြီးမြောက်ခန်းထဲကနေထွက်လာခဲ့ပါတယ်ဒီချိန်တည်းမှာပဲကလေးမာလေးတယောက်ဟာပောက်ကွဲမှုတွေကြားထဲမှာပိတ်မိနေခဲ့ပါတယ်ဒီလိုနဲ့ကလေးမာလေးပေါ်တိုက်ပြစ်ကြီးမပြီးခင်မှာပဲအထရာမန်ရောက်လာပြီးကယ်တင်ခဲ့တယ်တစက်ထဲမှာပဲကန်ဂျူဟာအထရာမန်ကိုရောင်ကြီးတွေနဲ့လှမ်းပစ်လိုက်တယ်အထရာမန်ကလည်းကန်ဂျူကိုပြန်တိုက်ခဲ့ပေမဲ့နောက်တစ်ချိန်ရောင်ကြီးနဲ့အပြစ်ခံရလို့မြေကြီးပေါ်မှောက်သွားခဲ့တယ်ဒါမဲ့အထရာမန်ကပြန်ထလာနိုင်ခဲ့ပြီးနောက်ထပ်ကန်ဂျူပြစ်လိုက်တဲ့ရောင်ကြီးတွေကိုလေထဲမှာပြန်ပြပြီးရှောင်ပြလိုက်တယ် ခဏကြတော့ကန်ယူလဲငှက်တွေစီကဆုတ်လိုက်တဲ့အစွမ်းနဲ့အတောင်ပံတွေထွက်လာပြီးကောင်းကင်ကိုပြန်တည့်သွားခဲ့ပါတယ်။နှစ်ယောက်သားလေပေါ်မာရင်တပွဲတလန်းတိုက်နေပြီးတော့အချင်းနေမှန်နဲ့ကန်ယူဟာကုန်းပေါ်ကမျိုးတွေကိုပဲရောင်ကြီးနဲ့ပြစ်ပြီးဖြစ်စီခဲ့တယ်။အထရမန်ကလည်းလူသားတွေထပ်ပြီးမထိခိုက်မိအောင်ရောင်ကြီးတွေကိုကြားကဖြတ်ခံလိုက်ပြီးနာခံလိုက်တယ်။ခဏကြာမှာတော့အထရမန်ဟာကန်ယူရဲ့စတိုက်ဆူလိုရောင်ကြီးတွေနဲ့ပြစ်တဲ့အတန်းကိုခံခဲ့ရပြီးအတော်လေးအားနည်းသွားခဲ့ပြီးမြေကြီးပေါ်ကိုပြန်ပြုတ်ကျလာခဲ့ပါတယ်။ဘလို့မှမနိုင်တော့တာနဲ့အထရမန်ကမာကီကိုသူနဲ့အတူပြစ်စီစေခဲ့မိလို့လက်လျှော့တောင်းပန်ခဲ့ပါတယ်။ ။မာဂီကတော့လက်မလျှော့ခဲ့ပဲစီးမြအားရင်နဲ့ပြန်တိုက်ခဲ့ပြီးကန်ဂျူကိုဇက်တိုက်အမောက်သိပ်ပါတယ်။ဒါမဲ့ကန်ဂျူဟာအထရမန်ကိုပြန်ဖမ်းချုပ်ထားပြီးစွမ်းနေကိုဆုပ်ယူနေခဲ့တယ်။ဒီချိန်မှာပဲဂျက်လီရင်တစည်းကရောက်လာခဲ့ပြီးကန်ဂျူကိုဒုံးကျည်တွေနဲ့ပစ်ပါတယ်။ဒီလိုအားကူရာရှိမှဖြစ်နေခဲ့ပြီးသူ့ရဲ့တငယ်ချင်းကိုနောက်ထပ်လာခဲ့ဖို့ရောက်လာခဲ့တာပါ။ဒီလိုနဲ့ကန်ဂျူလည်းနောက်ကနေတိုက်ခိုက်ခံရပြီးအထရမန်ကိုပြန်လွှတ်ပေးလိုက်ရပါတယ်။အဲ့နောက်အထရမန်လဲစွမ်းအားတွေစုလိုက်ပြီးကန်ဂျူရဲ့တောင်ပန်တွေကိုဖြစ်စည်းလိုက်တာကြောင့်ကန်ဂျူဟာလေပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်။ဒါမဲ့ကန်ဂျူကတော့ပြန်ထလာခဲ့ပြီးတော့နောက်တစ်ကြိမ်ခက်တိုက်ခိုက်ဖို့အားယူနေခဲ့ပါတယ်။ ဒီချိန်မှာပဲအထရာမန်ဟာကန်ဂျူရဲ့ရှေ့မှာတဲတဲ့ရလိုက်ပြီးရှိသမျှအားရည်နဲ့ကန်ဂျူရဲ့ရင်ဘတ်တဲတဲ့ကိုလင်းနန်းကြီးတစ်ခုပြစ်သွင်းလိုက်ပါတယ်။အဲနောက်မှာတော့ကန်ဂျူလည်းဘာမှမတတ်နိုင်တော့ပဲလီလူတွေကနေပျောက်ကွယ်သွားခဲ့ပါတယ်။ခဏကြာမှာတော့ဝင်းလက်နေတဲ့လင်းရောင်တွေနဲ့အတူအထရာမန်ကြီးဟာမာကီပြန်ဖြစ်သွားခဲ့ပါတယ်။မာကီကတော့အိမ်မက်လိုလိုဘာလိုလိုနဲ့အပြိုင်ဆက်ကြဝလာကြီးထဲမှာငွေရောင်အထရာမန်ကြီးနဲ့ပြန်တွေ့ခဲ့ပြီးမာကီကိုလည်းဒီကောင်ကြီးကိုဝိုင်းပြီးချိန်မုံပေးလို့ကျေးဇူးတင်နေခဲ့ပါတယ်။ဇလန်လီရဲ့နောက်ဆုံးမှာတော့ပြစ်စည်းသွားတဲ့မျိုးကြီးကိုပြန်လည်တိဆောက်နေခဲ့ပြီးမာဂီကလည်းမိသားစုနဲ့အတူပျော်ရွှင်စွာနေထိုင်ရင်းနဲ့ပြီးဆုံးသွားခဲ့ပါတယ်။ ပေးခြင်းတဲ့သင်ခန်းစာလေးကတော့မိသားစုရဲ့တွန်းအားတွေဟာတိတ်ကိုရေးကြည့်တယ်ဆိုတာပါပဲအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ